ကပ္ပဉ္စံအခန်းကြီးတအငယ်တမှငါအစာဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်ညီကြီးကိုဖန်ဆင်းတော်မူ၏ညီကြီးသည် အစင်းတရံမရှိလွတ်လပ်လဟာဖြစ်၏နည်းနည်းရရက်ကိုမှောင်မိုက် ဖုံးလွှမ်း၍ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏ဘုရားသခင်ကလည်း အလင်းဖြစ်စေဟုအမိန်တော်ရှိ၍အလင်းဖြစ်လေ၏ထိုအလင်းကောင်းသည်ကိုဘုရားသခင်မြင်၍အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏အလင်းကို နေဟုသောအမည်ဖြင့်၎င်းမှောင်မိုက်ကိုညဟုသောအမည်ဖြင့်၎င်းခေါ်ဝေါ်တမုတ်တော်မူ၍ညာဦးနှင့်နန်နေသည်ပထမနေ့ရက်ဖြစ်လေ၏ အငယ်6မှ8တပံဘုရားသခင်ကရေအလယ်၌မိုးမျက်နှာကျက်ဖြစ်စေရေနှင့်ရေချင်းခြားနာစေဟု အမိန်တော်ရှိသည်ဖြင့်မိုးမျက်နှာကျက်ကိုဘုရားသခင်ဖန်ဆင်းတော်မူ၍မိုးမျက်နှာကျက်အောက်၌ရှိသောရေနှင့်မိုးမျက်နှာကျက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည့်အတိုင်းဖြစ်လေ၏မိုးမျက်နှာကျက်ကိုလည်း မိုးကောင်းကင်ဟူသောအမည်ဖြင့်ဘုရားသခင်ခေါ်ဝေါ်တမုတ်တော်မူ၍ညာဦးနှင့်နန်းနေသည်ဒုတိယနေ့ရက်ဖြစ်လေ၏အငယ်၉မှ၅တပံဘုရားသခင်ကမိုးကောင်းကင်အောက်၌ရှိသောယေရှုဝေးစီကုန်းပေါ်စီဟု အမိန်တော်ရှိသည့်အတိုင်းဖြစ်လေ၏ကုန်းကိုမြေဟူသောအမည်ဖြင့်၎င်းယေရှုဝေးရာကို င်လေဟုသောအမည်ဖြင့်၎င်းဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ထိုအမှုအရာကောင်းသည့်ကိုဘုရားသခင်မြင်တော်မူ၏တပံဘုရားသခင်ကမြည်သည်မြက်ပင်ကို၎င်းစပါးတီးကိုဖြစ်စေသော စပါးပင်ကို၎င်းမြေပေါ်မှမျိုးစေ့ပါလျက်တစ်တီးမျိုးကို ဖြစ်စေသောတစ်ပင်ကို၎င်းပေါ့စေဟု အမိန်တော်ရှိသည့်အတိုင်းဖြစ်လေ၏ မြေဒီမြက်ပင်ကို၎င်းစပါတီမျိုးကိုဖြစ်စေသော စပါပင်ကို၎င်းမိမိ၌မျိုးစေ့ပါလျက်တစ်တီမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေ၏ထိုအမှုအရာကောင်းသည့်ကိုဘုရားသခင်မြင်တော်မူ၍ညာဦးနှင့်နန်းနေသည်တတ္တယနေ့ရဖြစ်လေ၏တပံဘုရားသခင်ကနေ့နေ့ညင့်ကိုပိုင်းခြားစေခြင်းကမိုးကောင်းကင်မျက်နှာချက်၌ အလင်းအိမ်တည်စေနမိတ်လက္ခဏာချိမ့်ချက်သောအချိန်နေ့ရက်အပိုင်းခြားနေ့အပိုင်းခြားဖို့ဖြစ်စေမိုးကောင်းကင်မျက်နှာကျဲ၌တည်၍မြေကြီးလင်းเสียအလင်းအိမ်ဖြစ်စေဟု အမိန်တော်ရှိသည့်အတိုင်းဖြစ်လေ၏အငယ်၁၆မှ၁ထိုတို့ဖျားသခင်သည်အလင်းအိမ်ကြီးနှလုံးတည်ဟုသော နေ့ကိုအုပ်ဆိုးရသော အကြီးတလုံးညင့်ကိုအုပ်ဆိုးရသော အငယ်တလုံးနှင့်တကွကျယ်များတို့ကိုဖန်ဆင်းတော်မူပြီးလျှင်မြေကြီး၌လင်းစေခြင်းက၎င်းနေ့နေ့ညင့်ကိုအုပ်ဆိုး၍အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းက၎င်းမိုးကောင်းကင်မျက်နှာချက်၌ဖျားသခင်ထားတော်မူ၏ထိုအမှုရာကောင်းဒီကိုဖျားသခင်မြင်တော်မူ၍ညာဦးနှင့်နန်နှင့်တီစတုထနိယ ဖြစ်လေ၏အငယ်20မှ23တပံဖျားသခင်ကအသက်ရှင်၍လှုပ်ရှားတတ်သောပြိဿံတို့ကိုရည်ဒီများပြားစွာမွေးဖွားစီငှက်တို့လည်းမြေပေါ်မိုးကောင်းကင် မျက်နှာချက်ပြင်ဝယ်ပြန်စီဟု အမိန်တော်ရှိ၏ထို့တို့လျှင်ရည်ဒီပြိဿံအမျိုးအလိုက် များပြားစွာမွေးဖွား၍ ငါကြီးအစရှိသောအသက်ရှင်၍လှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းပြန်တတ်သောငှဲ့မျိုးအပေါင်းတို့ကို၎င်းဘုရားသခင်ဖန်ဆင်း၍ထိုအမှုရာကောင်းသည့်ကို မြင်တော်မူ၏ဘုရားသခင်ကလည်းများပြားစွာမွေးဖွားကြလော့ပင်လေရေများကို ပြည့်စေကြလော့ငှဲ့တို့လည်းမြေပေါ်၌များပြားစေသည်ဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍ညာဦးနှင့်နာနဲ့တီပြစ္စမနေရဖြစ်လေ၏ငယ်၂၄မှ၂၈ရှစ်တပန်းဖျားသခင်က မြေဒီအသက်ရှင်သောတရဝမျိုးကြီးဟုသောတားရင်တို့ကို၎င်းတွားတက်သောတရိษံတို့ကို၎င်းတားရဲမျိုးတို့ကို၎င်းငွေဖွားစေဟု အမိန်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထိုသို့ဖျားသခင်သည်တားရဲမျိုး ားရင်မျိုးမြေပေါ်မှာတွတ်တက်သောတရိษံမျိုးအပေါင်းတို့ကိုဖန်ဆင်း၍ထိုအမှုရာကောင်းသည့်ကို မြင်တော်မူ၏တဖန်ဘုရားသခင်ကငါတို့ပုံသဏ္ဍာန်နှင့်တညီတသဏ္ဍာန်ဒီလူကိုဖန်ဆင်းကြစို့သူသည်ပင်လေငါတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းတားရည်တို့ကို၎င်းမြေတပြင်လုံးနှင့်တကွမြေပေါ်မှာတွတ်တက်သော တရိဆန်အပေါင်းတို့ကို၎င်း အုပ်ဆိုးစေဟု အမိန့်တော်ရှိ၏ထို့သောဘုရားသခင်သည်မိမိပုံတရံနှင့်အညီ လူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်ဤပုံတရံတော်နှင့်အညီလူယောက်ျားလူမိမကိုဖန်ဆင်းပြီလင်အချင်းတို့ များပြားစွာမွေးဖွားကြလော့ရည်ကြီးကို ပြည့်စေ၍နိုင်ကြလော့ပင်လေငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သောတရိษံအပေါင်းတို့ကို၎င်းအုပ်ဆိုးကြလောဟု မိန့်တော်မူ၍သူတို့ကို ကောင်းချီးပေးတော်မူ၏အငယ်၂၉မှ၃ဘုရားသခင်ကလည်းကြည့်ရှုလော မြေတပြင်လုံး၌စဘာတိကို ဖြစ်စေသောစဘာပင်အမျိုးမျိုးတို့ကို၎င်းမျိုးစေ့ကို ဖြစ်စေသောအတိနှင့် ပြည့်စုံသောတစ်ပင်အမျိုးမျိုးတို့ကို၎င်း တင်တို့စားเสียဖို့ငါပီးမြေသားမိုးကောင်းကင်ငှက်အသက်ရှင်၍မြေပေါ်မှာတောတက်သောတရိษံမျိုးအပေါင်းတို့စားเสียဖို့မြက်ပင်အမျိုးမျိုးတို့ကိုငါပေးမည်ဟု မိန့်တော်မူသည့်အတိုင်းဖြစ်လေ၏ဖျားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျင်အလွန်ကောင်းသည်ကိုမြင်တော်မူ၍ညာဦးနှင့်နာနေသည့်သဒ္ဓမနိယဖြစ်လေ၏ အခန်းကြီး2အငယ်1မှ3ထို့သောကောင်းကင်မြေကြီးနှင့်တကားခတ်သိမ်းသောတရားတို့ကိုပြည့်စည်လျက်ရှိကြ၏တတ္တမနေ့ရက်ရောက်လျှင်ဘုရားသခင်သည်ဖန်ဆင်းသော အမှုကိုလက်ဆက်တတ်တော်မူခဲ့ပြီးသည့်ဖြစ်၍ဖန်ဆင်းသမျှသောအမှုအရာတို့သည်ပြည့်စည်ပြီးမှ ထိုတတ္တမနေ့၌ငြိမ်ဝတ်စွာ နေတော်မူ၏ ထိုတတ္တမဏိကိုဖျားသခင်သည် ကောင်းချီးပေး၍တန်ရှင်းစေတော်မူ၏အကြောင်းမူကား φαν စင်းပြုပြင်တော်မူသောအမှုအရာ အလုံးစုံတို့သည်ပြီးစီးသောကြောင့်ထိုနေ့၌ညီဝတ်စွာ နေတော်မူ၏အငယ်၄မှ9ဤအကြောင်းအရာကသာရရှင်ဖျားသခင်သည် ကောင်းကင်နှင့်မြေကြီးကို φαν စင်းတော်မူသောနေ့ φαν စင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏မူလအထုပ်ပတ္တိပေသည်မြေ၌လေယာပြိုးပင်မပေါက်မီလေယာ၌စပန်းပင်မကြီးပွားမီအပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏ထိုအခါထာဝရရှင်ဘုရားသခင်သည် မြေပေါ်၌မိုးကိုရွာစေတော်မမူသေးမြေ၌လှုပ်တော်လူလည်းမရှိသေးသည်ဖြစ်၍မြေမှ အခိုးငွေထွက်သည်ဖြင့်မြေတွင်လုံးကို ဆိုစေလေ၏ထိုနောက်ထာဝရရှင်ဘုရားသခင်သည်မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍သူ၏နှကောင်းတဲ့သို့ဇီဝအသက်ကိုမှုတ်တော်မူလျင် လူသည် အသက်ရှင်သောတရဝါဖြစ်လေ၏အငယ်ရှိမှ14ထာဝရရှင်ဘုရားသခင်သည်လည်းအရှိမျက်နာ အေဒင်အရတ်၌ဥယင်ကိုစိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌နေရာချတော်မူ၏ထိုမြေတဲကအစင်းလှ၍စားပွေကောင်းသောအပင်အမျိုးမျိုးကိုသာဝရရှင်ဘုရားသခင်ပောက်စေတော်မူ၏ထိုဥယျာဉ်အလယ်၌အသက်ပင်လည်းရှိ၏ကောင်းမကောင်းကိုတိကျွမ်းရာအပင်လည်းရှိ၏ထိုဥယျာဉ်ကိုစူစီလိုသောငါမြစ်တမြစ်တီအေဂျင်အရက်သေးကစီးထွက်သည်ဖြင့် ဥယင်ပြင်မှာလေးဖြာကွဲ၍မြစ်မှလေးတွယ်ဖြစ်လေ၏ပထမမြစ်ကဖိရှုံအမိရှိ၏ထိုမြစ်သည်ရွှေရှိသောဟာဝိလပြည်နာတလျှောက်လုံးကိုစီးသွားလေ၏ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏ဗာဒီလတစ္ဆေနှင့်ရှဟန်ကြောက်လဲရှိ၏ဒုတိယမြစ်ကဂိဟုံအမိရှိ၏ထိုမြစ်သည် ကုရှပြည်နာတလျှောက်လုံးကိုစီးသွားလေ၏တတ္တယမြစ်ကဟိဒကေလအမည်ရှိ၏ထိုမြစ်သည်အာရှုရိတိုင်အရှိသူစီးသွားလေ၏သရုတ်ထမြစ်ကဥဖရအမည်ရှိ၏အငယ်၅မှ20ထိုအခါထာဝရရှင်ဘုရားသခင်သည်လူကိုယူ၍ဣဒီဥယင်ကို ပြုစုစောင့်နေစေခြင်းဟံ ထားတော်မူ၏။သာရရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတိကျွမ်းရန်အပင်မှတ်တပါ ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကိုတင်ဒီဆ ਾਇ ရသောအခွင့်ရှိ၏။ထိုအပင်၏အသီးကိုကမဆ ਾਇ ရစားသောနေ့တွင်ဧကံအမှန်တရားမည်ဟုလူကိုပြညတ်ထားတော်မူ၏။သာရရှင်ဘုရားသခင်ကလည်းယောက်ျားသည်တယောက်တည်းမနေကောင်း သူတိတော်သော အထောက်အမကို သူ့ဖို့ငာလုတ်ဦးမည်ဟုအကြံရှိတော်မူ၏။ဒါရရှင်ဘုရားသခင်သည် မြေတရိစ္ဆန်တို့နှင့်မိုးကောင်းကင်နှင့်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီလျှင် လူသည် အပေတို့ခေါ်ဝေါ်တမုတ်မည်ကိုတည်ခြင်းကလူရှိရာသို့ ဆောင်ခဲ့တော်မူ၏။လူသည်လည်းအသက်ရှင်သောတရဝအပေါင်းတို့ကိုခေါ်ဝေါ်တမုတ်သည့်အတိုင်း နာမည်အတိအတိရှိကြ၏ထိုတို့လူသည်တားရင်အပေါင်းတို့ကို၎င်းမိုးကောင်းကင်ငှက်အပေါင်းတို့ကို၎င်းတားရဲအပေါင်းတို့ကို၎င်းအမည်ပေး၍မှဲ့လေ၏သို့တော်လေလူနှင့်တော်သောအထောက်အမှမပေါ်မရှိသေးအငယ်27မှ25ထိုအခါထရရှင်ဘုရားသခင်သည်လူကိုကြီးသောအိတ်ချင်းဖြင့်အိတ်စေတော်မူ၍ လူသည်အိပ်ပျော်စဉ်နံရိုးတစ်ချောင်းကိုဘုရားသခင်ထုတ်ပြီးစဉ်ထိုအယူအဆအသားကိုစိစက်စေတော်မူ၏ဒါရအရှင်ဘုရားသခင်သည် လူတဲကထုတ်သောနံရိုးဖြင့်လူမိမကိုဖန်ဆင်း၍လူရှိရာသို့ဆောင်ခဲ့တော်မူ၏လူကလည်းယခုဤသူသည်ငါအယိုးတဲကအယိုးငါအသားတဲကအသားဖြစ်၏လူတဲကထုတ်သောကြောင့်သူကို လူမိမဟုခေါ်ဝေါ်အပ်သည်ဟုဆိုလေ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွံ့၍ကိုခင်ပွန်း၌မိဝဲသဖြင့်ထိုသူတို့သည်တပားတကူသည်ဖြစ်ရလိမ့်မည်ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မှုပဲနေ၍ရှက်ချောက်ခြင်းနှင့်ကင်းလွတ်ကြ၏ ကန်ဂျီတုံအငယ်တမှခုနှစ်ငွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသောမြေတိရစ္ဆာန်တကားတို့ထက်လိမ္မာသည်ဖြစ်၍မိမအားတင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အတီးကိုမစားရဟုဧကံစင်စစ်ဘုရားသခင်မိန်တော်မူသလိုဟုမေ၏မိမကလည်းငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အတီးကိုစားရသောအခွင့်ရှိ၏ ဥယင်အလေ၌ရှိသောအပင်ဤအတီးကိုကတင်တို့သည်မကင်မစားဘဲနေကြလောသို့မဟုတ်လေမီဟုတရားသခင်အမိန်တော်ရှိသည်ဟုမွေအားဆို၏မွေကလည်းတင်တို့သည်ဧကံအမှန်တရားမည်မဟုတ်အကြောင်းမူကားထိုအတီးကိုစားသောနေ့၌တင်တို့သည်မျက်စိပွင့်လင်းလျက်ကောင်းမကောင်းကိုသိပြီဘုရားသခင်ကဲ့သို့ဖြစ်ကြလက်တန့်ဒီကို ဘုရားသခင်တည်တော်မူသည်ဟုမိမအားဆို၏ထိုအပင်သည် စားပွေကောင်းခြင်း အစင်းလဲလှခြင်းပညာတိုးပွားစေလိုသောကနှစ်သက်ဖွယ်သော အပင်ဖြစ်ခြင်းကို မိမသည်မြင်လင်အတီးကိုယူ၍စား၏မိမိခင်မွန်းအားလဲပေး၍သူသည်လဲစား၏ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍မိမိတို့၌အဝတ်အချီးစီးရှိသည်ကို သိမြင်လျှင် မိမိတို့ဝတ်ရံဖို့တင်မောတဖမ်းမဲ့အရွက်တို့ကို ချုပ်ဆက်၍ခါးစည်းကိုလှုပ်ကြ၏အငယ်၈မှ၃နေဤသောအချိန်တွင် ထိုဥယျာဉ်၌ထာဝရအရှင်ဘုရားသခင်ကြွတော်မူသောအပံကို လူလင်များတို့သည်ကြားလျင် အထံတော်မှလွတ်ချင်းကဥယျာဉ်အပင်တို့တွင် ပုံးကွယ်လျက်နေကြ၏ ကာရရှင်ဘုရားသခင်ကလည်းတင်းဒီအပေမှာရှိသည်ဟု လူကိုခေါ်တော်မူ၏လူကလည်းဥယျာဉ်၌ကိုရောဤအတန်ကိုကျွန်တော်ကြားလျင်အဝတ်ချီးစီးရှိသောကြောင့်ကြောက်၍ပုန်းလျက်နေပါသည်ဟုပြောလေ၏ဘုရားသခင်ကလည်းတင်း၌အဝတ်အချီးစီးရှိသည်ကိုတင်းအားအဘယ်သူပြောသည်နည်းမဆာရဟုငါပြည့်ညတ်သောအပင်ဤအတီးကို စားပြီလောဟု မေးတော်မူ၏ လူကလည်းကျွန်တော်၌အပေးတော်မူသော မိမ့်မသည် ထိုအပင်၏အသီးကိုပေး၍ကျွန်တော်စားမိပါသည်ဟုပြောလေ၏ဒါရရှင်ဘုရားသခင်ကလည်းတင်းဒီအပေသို့ပြုပြီးသည်ဟုမိမ့်မအား မေးတော်မူလျှင်မိမ့်မကမွေသည်ကျွန်တော်မကိုလှဲ့စား၍ကျွန်တော်မသည်စားမိပါသည်ဟုပြောလေ၏အငယ်၁၄မှ၁၉ သာဝရရှင်ဘုရားသခင်သည်မွေကိုခေါ်၍တင်းသည်ဤအမှုကိုပြုသောကြောင့်သားယင်သားရဲ့အပေါင်းတို့ထက်ချိန်ချင်းကိုခံရ၏တင်းသည်ဝမ်းဖြင့်တွား၍မြေမှုန့်ကိုတသက်လုံးစားရမည်တင်းနှင့်မိမကို၎င်းတင်းဤအမျိုးနွယ်နှင့်မိမ၏အမျိုးနွယ်ကို၎င်းငါသည်ရံညိုးဖွဲ့စေမည်သူသည်တင်းဤခေါင်းကိုကျိတ်လိမ့်မည်တင်းသည် သူ၏ဖနှောင်းကိုကျိတ်လိမ့်မည်ဟု မိန့်တော်မူ၏ မိမကိုလည်းတင်၌ကိုဝန်ဆောင်ခြင်းဝေဒနာကိုငံအလွန်များပြားစေမည်ပင်မန်းစွာဝေဒနာကိုခံ၍တားဖွားရမည်ကိုခင်မွီးအလိုတို့လိုက်၍သူ၏အုပ်ဆိုးခြင်းကိုလည်းခံရမည်ဟု မိန့်တော်မူ၏ယောက်ျားကိုလည်းထိုအပင်၏အသီးကိုမစားရဟုငါပြည့်ညတ်တော်လဲတင်းဒီမယား၏စကားကိုနားထောင်၍စားမိသောကြောင့်မြည်သည်တင်း၏အတွေ့ ကျင်ချင်းကိုခံရရှိမြေဤအသီးကိုတသက်ပတ်လုံးပင်ပန်းစွာစားရမည်စုပင်အမျိုးမျိုးတို့ကိုလည်းတင့်အဖို့မြေပေါက်စေမည်လယ်၌ဖြစ်သော ဟင်းဒီဟိရွတ်တို့ကိုတင်စားရမည်တင်ထွက်ရမြေတို့မပြန်မီတိုင်အောင်တင်ဤမျက်နှာမှချွေးထွက်လျက်အစာကိုစားရမည်အကြောင်းမူကားတင်ဒီမြေမှုန့်ဖြစ်၍မြေပုံတို့ပြန်ရမည်ဟု မိန့်တော်မူ၏ အငယ်20မှ24ထိုအခါလူသည်မိမိမယားကို အေးဝအမိဖြင့်မှဲ့လေ၏အကြောင်းမူကားသူသည် အသက်ရှင်သောသူအပေါင်းတို့၏အမိဖြစ်သည်ထာဝရရှင်ဘုရားသခင်သည်လည်းလူလင်မယားဖို့တရေဖြင့်ဝတ်လုံကိုလှုပ်၍ဝတ်ချုံစေတော်မူ၏ထာဝရရှင်ဘုရားသခင်ကလည်းလူသည်ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍ကောင်းမကောင်းကိုသိတတ်၏ ယခုမှသူဒီထာဝရအသက်ကိုရခြင်းကလက်ကိုဆန့်လျက်အသက်ပင်ဤအသီးကိုယူ၍မစားသိဟုမိန့်တော်မူ၍လူဒီမိမိထွက်သောမြေ၌လောက်ရမည်အကြောင်းထာဝရရှင်ဘုရားသခင်သည်အေဒင်ဥယျာဉ်တဲကလွတ်လိုက်တော်မူ၏ထို့သောလူကိုနှင်ထုတ်ပြီးလျင်အသက်ပင်လမ်းကို ဆောက်ရှောက်စေခြင်းကမိဆက်လက်နှင့်တကွခေရုဘိန်တို့ကိုဥယျာဉ်အရှိပဲ၌ထားတော်မူ၏ အခန်းကြီး၄အငယ်၁မှ9ထို့နောက်လူအာရန်သည်မယားအေဝနှင့်ဆက်ဆံသဖြင့်အေဝသည်ပဒိတ်တရေဆွဲယူ၍ကာဣနကိုဖွားမြင်လင်သာရဖျား၏လူကိုငါရပြီဟုဆိုလေ၏တပံသူညီအာဘေလကိုဖွားမြင်လေ၏အာဘေလကသိုးထင်းဖြစ်၏ကာဣနကလည်လုတ်တော်သူဖြစ်၏အချိန်ရှိသောအခါကာဣနသည် သာဝရဖျားထံပူဇော်တကာမှုမြေအတီးကိုဆောင်ခဲ့၏အာဘေလသည်လည်းမိမိတိုးစုတွင်အူဖွာသောတာအချို့နှင့်တိုးစီဥကိုဆောင်ခဲ့၏သာဝရဖျားသည်အာဘေလနှင့်သူ၏ပူဇော်တကာကို ပမာဏပြုတော်မူ၏ဂာယိနနှင့်သူ၏ပူဇော်တကာကို ပမာဏပြုတော်မမူထို့ကြောင့်ဂာယိနသည် အလွန်စိတ်ဆိုး၍မျက်နာပြက်လေ၏ ထာဝရဖျားကလည်းတင်းဒီအပေကြောင့်စိတ်ဆိုးသည်။အပေကြောင့်မျက်နာပြက်သည်။တင်းဒီကောင်းမွန်စွာပြုလျင် အခွင့်မရလော။ကောင်းမွန်စွာမပြုလျင်အပြစ်ဖြေသောရစ်ကောင်သည်တကားနာမှဝတ်လျက်ရှိ၏။သူဒီတင်းအလိုတို့လိုက်၍တင်းဒီသူ့ကိုအုပ်ဆိုးရမည်ဟုကာဤနာကို မိန်တော်မူ၏။အငယ်၈မှ၅ ကိုင်းနာကလည်းလေတို့တွားချကုန်အံ့ဟုညီအာဘေလကိုခေါ်၍လေတို့ရောက်သောအခါညီအာဘေလကိုရံပက်ပြုတ်၍တတ်လေ၏သာရဖျားကလည်းတင့်ညီအာဘေလသည်အပေမှာရှိသည်နည်းဟုကိုင်းနာကို မေးတော်မူလျှင်အကျွန်ုပ်မသိပါ အကျွန်ုပ်သည် ညီကိုစောင့်ရသောသူဖြစ်ပါသလောဟုရှောက်ဆို၏ဘုရားသခင်ကလည်းတင်သည်အပေတို့ပြုတ်ပြီးသည်နည်း တင့်ကြီးအသွေးအတန်ဒီမြေတဲကငါ့ကို အော်ဖြစ်လျက်ရှိသည်တကားတို့ဖြစ်၍တင့်ကြီးဤအသွေးကို ခံယူခြင်းကမိမိပါဇက်ကို ဖွင့်သော မြေကြီးဤကျိန်ချင်းကိုတင်သည်ခံရသောကြောင့်ယခုမှစ၍မြေ၌လှုပ်သောအခါပဂတိအတိုင်းအတိနှံကို မရရမြေကြီးပေါ်မှာပြေးရသောသူ အရရလေရသောသူပြေးရလိမ့်မည်ဟုမိန်တော်မူ၏ ကိုင်းနာကလည်းအကျွန်ုပ်အပြစ်တီမဖြေနိုင်အောင်ကြီးပါသလိုအကျွန်ုပ်ကိုမြေချီးပြင်မှယနေ့နှင်ထုတ်တော်မူပြီးမျက်နာတော်ကိုလည်းမမြင်ရမြေချီးပေါ်မှာပြည့်ရသောသူအရရလျက်သောသူဖြစ်ပါမည်တွေ့သည်မသောသူတို့သည်အကျွန်ုပ်ကိုတပ်ပါလိမ့်မည်ဟုသာရဖျားကိုလျှောက်ဆို၏သာရဖျားကလည်းတို့ဖြစ်၍ဂိုင်းနာကိုတတ်တော်သူမည်ဒီကား ခொစသော အပြစ်ဒဏ်ကိုခံရလိမ့်မည်ဟု မိန်တော်မူပြီးလင်ဂိုင်းနာကို တွေ့သောသူသုံတော်မြ်မသက်စေခြင်းကသာရဖျားသည်သူ၌အမှ်ပေးတော်မူ၏အငယ်၁၆မှ26ဂိုင်းနာသည်သာရဖျားထံတော်မှထွက်သွား၍အေဒီပြည်အရှိနောဒပြည်တွင် နေလေ၏ထိုအခါဂိုင်းနာသည်မိမိမယားနှင့် ဆက်ဆံသဖြင့်သူသည်ပရိဒရိဆွဲယူ၍ပန်းအေးနောက်ကို ဖွားမြင်လေ၏။ဂိုင်းနာသည်လည်းမြို့ကိုတီ၍မိမိသား၏အမိအလိုက်ထိုမြို့ကိုအေးနောက်မြို့ဟုတမုတ်လေ၏။အေးနောက်သားကဣရတ်။ဣရတ်သားကမဟုယေလ။မဟုယေလသားကမတုရှလ။မတုရှလတာက လာမေတီလာမေတီအာဒနှင့်ဇီလအမိရှိသော မိမနှစ်ယောက်နှင့်အိမ်တောင်ဖက်ပြု၍အာဒတ်ဒီတားယာပလတ်ကို ဖွားမြင်လေ၏ထိုတားကတဲနိုင်နေသောသူတိုးနွားစသည်တို့ကိုမွေးသောသူတို့၏အဖဆရာဖြစ်လေတည်းယူပလတ်အမိရှိသောညီမူကားစောင်းမျိုးနှဲခရမျိုးတို့ကိုတီးမှုတတ်သောသူ အပေါင်းတို့၏အဖဆရာဖြစ်လေတည်းဇီလာဒီလေတာတူပလတ်ကာအီနာကို ွားမြင်လေ၏သူသည်ပဒင်းသမားပပဲသမားအပေါင်းတို့၏ဆရာဖြစ်လေ၏တုပလကာယိနာ၏နမကနေမအမည်ရှိ၏လာမက်ကလည်းအာဒန့်င့်စီလငါပြောတံကိုမှတ်ကြလော့လာမက်မယားတို့ငါစကားကိုနားထောင်ကြလော့ငါကိုထိခိုက်သောလူတယောက်ဒီဟုသောငါကိုနှင်းဆဲသောလူပြိုတယောက်ကိုငါပတ်ခဲ့ပြီး ကာဤနာဒီခနဆသောတရားကိုရလျင် အကယ်၍လာမက်တီအဆ90ခနဆသောတရားကိုရလိမ့်မည်ဟုမိမိမယားတို့ကိုပြောဆို၏အာဒံဒီလည်းမိမိမယားနှင့်တဖန်ဆက်ဆံပြန်လျင်မယားဒီသားကို ဖွားမြင်၍ရှေတဟူသောအမည်ဖြင့်မှဲ့လေ၏အကြောင်းမူကားကာဤနာကိုတတ်သော အာဘီလကုစားတပါသော အနွယ်ကိုအကျွန်ုပ်အဖို့ဖျားသခင်ခံထားတော်မူပြီဟုဆိုသည်ရှေသာသည်လည်းသားကိုရ၍အေးနုဟူသောအမိဖြင့်မှဲ့လေ၏ထိုကာလ၌သာရဖျား၏နာမတော်ကိုအမိပြု၍ကိုးခွေစပြုကြလေ၏